မင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်လောက်တလိုင်းခရိုင်ကနေမြန်မာပြည်ဘက်ကိုကုန်စည်သေယူခွင့်တွေပိတ်ပင်လိုက်တဲ့အတွက်အာရခတက်တော် AA ထိန်းချုပ်ထားတဲ့နေမြေတွေမှာကုန်စည်စီးဆင်းမှုတွေရပ်တန့်နေတဲ့ဆိုတဲ့သတင်းမှာ အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောက်တလိုင်ခဲကမြမပြည်ဘက်ကုန်စည်သေးဝင်ကိုမေလ16ရက်နေ့ကစပြီးပိတ်ထားတဲ့အတွက်အာရခတက်တော်ထင်းချုံနယ်မြေ15မြို့နယ်မှာကုန်စည်အဝင် လုံးဝရပ်တန့်သွားတယ်လို့ကုန်တယ်ရီစီကနေသိရပါဗျ။ အိန္ဒိယပါကစ္စတန်နယ်စပ်အရေးအငြင်းပွားမှုကြောင့်အိန္ဒိယပြည်မဘက်ကကုန်စည်တွေလောက်တလိုင်းခရိုင်နဲ့အဝင်ရပ်တန့်သွားပြီးပြည်သူတွေစားတောက်ရေးမှာအခက်မတွေ့စေဖို့မြန်မာဘက်ကကုန်စည်သိမ်းခွင့်ပိတ်ထားတာကြောင့်အေအေထိန်းချုပ်နယ်မြေမှာအခုလိုကုန်စည်အဝင်ရပ်တန့်ရတာဖြစ်ပါတယ်အခုနယ်စပ်တလျှောက်မှာလည်းတာဝန်ရှိသူတွေကကုန်စည်သိမ်းရောနဲ့ပတ်သက်ပြီးဂိတ်တွေဖွင့်လှစ်ပြီးလုံခြုံရေးတင်းကျပ်ပြီးတော့စစ်ဆေးနေပါတယ်အခုလိုပိတ်လိုက်တော့ ရခိုင်ဘက်မြေတီကုံစီမှာအဝင်လုံးဝမရှိတော့ဘဲရပ်တန့်လိုက်ရပြီ။လောက်တလိုက်ခရိုင်မှာကျန်နေတဲ့ဝဲပြီးသားကုံစီတွေလည်းထုတ်ဖို့ခက်ခဲနေပါတယ်လို့ကျောက်တော်မြို့နယ်မှာကုံစီတအူးက CJ platform ကိုပြောပါရယ်။ရခိုင်ပြည်နယ်မှာလွန်ခဲ့တဲ့2023ခုနှစ်တိုက်ပွဲဖြစ်ပွားပြီးကြတဲ့ကစစ်ကောင်စီတပ်ကကုံစီစီစဉ်မှုကိုဒီကနေ့အထိပိတ်ထားဆဲဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်ရဲ့ကုံစီတဲယူပို့ဆောင်ရေးကိုပလောဝလောက်တလိုက်နေဆက်ကနေဝယ်ယူတင်သွင်းနေရပါတယ်။ ကလောက်ဝလောက်တလိုက်နေဆက်ကနေဓာတ်စီဒီဇယ်စီ စားသုံးစီဆေးဝါးငရုတ်တီမုံမျိုးစုံအိမ်သုံးပစ္စည်းပရိဘောကစားတဲ့ကုန်စည်တွေကိုကောင်တယ်တွေကဝယ်ယူပြီးအေးထိန်ချုပ်နေမြေက မြို့နယ်တွေမှာ လက်လီလက်ကားရောင်းဝယ်ဖြန့်ရှင်နေကြတာပါလောက်တလိုင်းခရိုင်ကမြမပြေဘက်ကိုကုံစီတည်ယူခွင့်ပိတ်ထားလိုက်တဲ့အတွက်ရခိုင်ပြည်နယ်မှာကုံစီတွေပြက်လက်ပြီးကုံစိန်နှုံးတွေမြင့်တက်လာနိုင်တာစာဝတ်နေရေးပုံမကြက်တဲလာနိုင်တယ်လို့သိရပါဗျ။ လောက်တလိုင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့ကမြန်မာပြည်ဘက်ကိုဘယ်အချိန်ထိကုန်စည်သဲယူခွင့်ပိတ်ပင်ထားမယ်ဆိုတော့ကိုထုတ်ပြန်ထားခြင်းမရှိပေမဲ့ကာလကြာမြင့်စွာပိတ်ပင်ထားမှာကိုရခိုင်ဒေသခံတွေကစိုးရိမ်နေကြပါတယ် လောက်တလိုင်းခရိုင်အတွင်းရှိကုံသွင်းမှုလိုင်စင်ကန်ဆောင်ထားသူတွေအနေနဲ့မြည်တိကုံစီမျိုးမှမြမပြေဘက်ကိုတယ်ဆောင်ခွင့်ပြုမှာမဟုတ်တလို့ဈေးဆိုင်ပိုင်ရှင်တွေကိုလည်းဈေးကွက်စစ်ဆေးရေးမှုကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့မေလ16ရက်နေ့မှာလောက်တလိုင်းခရိုင်ရုံးကထုတ်ပြန်ထားပါတယ်အခုလိုသတင်းတွေကိုပုံမမျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနအရေးရှိရည်တင်နိုင်ရတဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။ ။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါရဲ့ရှင်။ကျမနွယ်ပါ။